က်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အောင်းရဲ့ဆန်းခက်လော်မှာ USC ရဲ့ချန်ပီယံတူဖြစ်လာအောင်လုပ်ပြမယ်ဆိုတဲ့မြမကုံဆောင်ချင်းဖိုင်တန်လေး Joshua Ben ရဲ့အကြောင်းကိုတင်ဆက်ပေးချင်တာဖြစ်ပါတယ်ခင်ဗျာဒီနေ့မနက်ကဆိုရင် USC ကလာမယ့်ဒီဇင်ဘာလမှာကျင်းပမယ် USC 323ပြိုင်ပွဲကတွဲဆိုင်အချို့ကိုတရားဝင်ချပြလာခဲ့ပါတယ်အဲ့ဒီတွဲဆိုင်နေကြတဲ့မှာမူလပထမကလေးကဒရင်ချီထားခဲ့တယ်ကျွန်တော်တို့ချင်းဖိုက်တာလေးဂျိုရှွာဘင်းရဲ့ပွဲစဉ်ပါဝင်လာခဲ့ပါတယ် ဂျိုရှွာဘန်ဒုတိယကောင်ပွဲနေရာကနေချန်ပီယံလူပွဲဖြစ်အလက်ဇန်ဒီပန်ဒိုဂျာနဲ့ရင်ဆိုင်ထိုးသက်သွားရမှာဖြစ်ပါတယ်ဂျိုရှွာဘန်ရဲ့ပွဲကိုအရင်ကတည်းကပြိသက်တွေကတည်ထားပြီးသားအတိုင်းပဲဒီဇင်ဘာလမှာကျင်းပမယ် UFC 323ပြိုင်ပွဲမှာပါဝင်လာတာဖြစ်ပါတယ်ခင်ဗျာမထင်မှတ်ထားတဲ့အရာတစ်ခုကတော့အဲ့ဒီပြိုင်ပွဲရဲ့အထက်ကကောင်းပွဲနေရာကတွဲဆိုင်ဖြစ်ပါတယ်အထက်ကတွဲဆိုင်နေရာမှာတော့ပွဲကူးကျင်းလွန်နေတဲ့ Marat Divalish Valley နဲ့ Pyotr Yanu ကဗန်နမွေတန်းချန်ပီယံလူပွဲအဖြစ်မချေပွဲထိုးသက်သွားကြမှာဖြစ်ပါတယ် ဒီဖိုက်တန်တယောက်ကအရင်ကတချိန်တွေ့ဆုံထားခဲ့ပြီးမာရက်ကအသာစီးနိုင်ရရှိခဲ့တာပါဒီတချိန်မှာတော့ဖိုက်တန်တယောက်လုံးကမတူညီတဲ့အခြေအနေကိုရောက်ရှိနေကြတာဖြစ်ပြီးဘဲဖိုက်တာကအနိုင်ရသွားမလဲဆိုတော့ရင်ခုန်စားစောင့်ကြည့်ရပါပါဦးစားဘေဘီပြောချင်တာကတော့ဂျော်ရှွာဘန်ရဲ့ပွဲချောင်းကိုပြောချင်တာပါဂျော်ရှွာဘန်ကို UFC ကအလက်ဇန်ဒီပန်တိုချာနဲ့ချန်ပီယံလူပွဲဖြစ်တရားဝင်တည်ပေးထားပြီးပါပြီဂျော်ရှွာဘန်တယောက်ဘလို့လုတ်ပြနိုင်မလဲဆိုတာပဲစောင့်ကြည့်ရတော့ပါပါ ချင်းဖိုင်တာလေးကလည်းသူ့ရဲ့ချန်ပီယံလူဘွဲအတွက်အသေးအံလေးချင်းပြင်ဆင်မှုတွေလှုပ်ဆောင်လျက်ရှိနေပါလေ။ဘန်ဒိုဂျာကလည်းသူ့အနေနဲ့အကောင်းဆုံးချန်ပီယံတရဖူကြီးကိုထိမ့်သိမ်းပြနိုင်မှုစွမ်းဆောင်ရည်ကောင်းနေချပြနိုင်မှုလေးချင်းပြင်ဆင်လျက်ရှိနေပါလေ။ဘန်ဒိုဂျာကိုယ်တိုင်ကတော့သူ့အနေနဲ့ဒီပွဲမှာအရင်က risk များတဲ့အကြောင်းယောရှောဗန်ကဒီချန်ပီယံလူဘွဲမှာရှုံးနိမ့်သွားခြင်းပြဿနာမရှိပေမဲ့သူ့အတွက်ကတော့ဒီဘွဲမှာရှုံးနိမ့်သွားခြင်းရဲ့အဆုံးရှုံးများနိုင်ကြောင်း ချန်ပီယံကြီးကတကူရကနဲ့ကို ပြောဆိုထားပါသေးတယ်။ကျွန်တော်တို့ချင်းဖိုင်တာလေးကလည်းပထမဦးဆုံးဆိုတဲ့ဂုံမုတ်တွေကိုသိမ်းပိုက်နိုင်မှုအတွက်လက်ရှိမှာလေ့ကျင့်ပြင်ဆင်နေတာဖြစ်ပါလေ။မြန်မာပြည်မှာမြန်မာကုန်ဆောင်ဖိုင်တာကြီးအွန်လိုင်းဆန်အားယူပြီးတဲ့အချိန်မှာဂျိုးရှွာဘန်ကမြန်မာပြည်သက်တည်းရဲ့အားထားရတစ်ခုဖြစ်လာခဲ့ပါပြီ ်အွန်လိုင်းဆန်ဝမ်ချမ်ပီယံရှစ်မှာအအောင်မြင်ဆုံးနှစ်ထပ်ကွမ်းချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်တွေကိုလည်း site ထူနိုင်ခဲ့ပါတယ်နောက်18ခုနှစ်တုန်းက International Fighter of the Year ဆိုတဲ့စုကြီးကိုလည်းသိမ်းပိုက်နိုင်ခဲ့ပါတယ်ဒါပြင်လာမယ့် November 16ရက်နေ့မှာကျင်းပမယ့်1173ပြိုင်ပွဲမှာဆိုရင်လည်းအွန်လိုင်းဆန်ကိုဝမ်ချမ်ပီယံရှစ်က Gunwan Fighter ဆိုတဲ့ Hall of Fame စုကြီးကိုလည်းတခန်းတနားနဲ့ချီးမြှင့်သွားအောင်ပါ အွန်လိုင်းအဆိုင်ရဲ့ဂုံဘုတ်တွေကတကယ်ကိုနှိုင်းရခတ်လုံအောင်ချီးကျခံလာလောပါတယ်။အွန်လိုင်းအဆိုင်ကအကောင်းဆုံးလုပ်ပြခဲ့ပြီးပြီဖြစ်ပါတယ်။လက်ရှိချိန်မှာအဲ့ဒီတာဝန်တွေကိုပခုံးပြောင်းထမ်းဆောင်မဲ့ fighter ကညမကုံစွာ chain fighter လေး Joshua Ben ဖြစ်ပါတယ်။ Joshua Ben က UFC ကိုရောက်ရှိလာတဲ့နှစ်နှစ်ကာလဝင်ကျင်မှာပဲ Joshua Ben က champion တရဖူကိုစင်ခေါ်နိုင်တဲ့အထိကိုရောက်ရှိလာခဲ့ပါပြီ။ Online San Kuran ကလည်း Joshua Ben ကတကယ်ကိုအားထားအကူရမယ့် champion တူဖြစ်လာနိုင်တယ်ဆိုပြီးတော့ပြောဆိုချီးကျူးခဲ့ပါသေးတယ်။ ဂျောရှွာဘန်အတွက်ဒီဒီချင်းကလည်းတကယ်ကိုအရေးကြီးတဲ့ပွဲလို့ပြောလို့ရပါတယ်ဂျောရှွာဘန်ကိုယ်တိုင်ကလည်းဒီနေ့မနေ့ UFC ကသူ့ရဲ့ပွဲကို official ချပြလာပြီးတဲ့အချိန်မှာသူ့အနေနဲ့တမိုင်းမှတ်တမ်းရေးထိုးဖို့အချိန်ရောက်ပြီဆိုပြီးသူ့ရဲ့ social media ကနေ post တင်ထားပါတယ်။ဂျောရှွာဘန်ကတော့သူ့အနေနဲ့အကောင်းဆုံးပုံစံနေနဲ့ထိုးသက်ပြမယ်လို့လည်းယုံကြည်နေပါတယ်။သူ့အနေနဲ့ UFC Champion ခပ်ကြီးကိုမြန်မာအလန်းနဲ့တွဲကင်ပြမယ်လို့လည်းပြောဆိုထားပါသေးတယ်။ ဒါကြောင့်မလို့ကျွန်တော်တို့ချင်းဖိုက်တာလေးကဘလောက်ထိလုပြနိုင်မလဲဆိုတာပဲရင်သက်ရှုံမောပဲစောင့်ကြည့်ကြမှာပါဂျိုရှွာဘန်ကအပြောနဲ့အလုပ်ကြီးတဲ့ဖိုက်တာတစ်ယောက်ဖြစ်ပါတယ် အရင်ရင်ပွဲတွေမှာတော့လည်းဒီလိုမျိုးခက်ခဲတဲ့ပွဲပေါင်းများစွာကိုသူကရင်ဆိုင်ထားခဲ့ပြီးဖြစ်ပါတယ်။ဒီလိုချင်းရင်ဆိုင်ရမယ့်အခက်ခဲကတော့မူလအရာတွေထက်အရင်အရာတွေထက်အများကြီးကိုပိုပြီးခက်ခဲပါတယ်။ဒီအခက်ခဲကြီးကိုသာဂျောရှွာဘန်ကအအောင်မြင်မြင်ကျော်ဖြတ်ပြနိုင်လာခဲ့ရင်ဂျောရှွာဘန် UFC ရဲ့ပထမဦးဆုံးမြန်မာကိုယ်စားပြုချန်ပီယံဖြစ်လာရုံနဲ့သာမကပဲအရှိတောင်အာရှရဲ့အမျိုးသားဖိုက်တာတွေမှာပထမဦးဆုံး UFC ချန်ပီယံဖြစ်လာမယ်ဆိုတဲ့ဂုံမုံကြီးကိုပါတမိုင်းနဲ့မှတ်တမ်းရေးထိုးနိုင်မှာဖြစ်ပါတယ်။ စဉ်းစားကြည့်တာနဲ့တကယ်ကိုရင်ခုန်စရာကောင်းလာပါတယ်ကျွန်တော်တို့ချင်းဖိုင်တာလေးကဒီပွဲမှာဘလိုပန်ဒိုချာကိုရှင်ပြပြီးအကောင်းဆုံးပုံစံနဲ့နိုင်မွေးယူပြသွားမလဲဆိုတာပဲစောင့်ကြည့်ကြမှာပါဒီကြရတဲ့ခုကပန်ဒိုချာကလည်းလုံးဝကိုရှော့တွက်ထားပြီးရတဲ့ဖိုက်တာမဟုတ်ပါဘူး။ဒါကြောင့်မလို့ဒီပွဲကလည်းဂျိုရှွာမင်းနဲ့တော်တော်ကြီးကိုခက်ခဲမဲ့ပွဲကြံတစ်ပွဲဖြစ်မဲ့တင်ပါတယ်။ဒီအခက်အခဲတွေကိုချင်းဖိုက်တာလေးကဘလို့ရုံးခတ်ပြနိုင်မလဲဆိုတော့နားမဒီဇင်ဘာလ9ရက်နေ့မှာစောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာ။ ရိသက်တွေကိုထပ်ပြောကျင်တာက UFC ကပိုစတာရေးမှာ Joshua Wayne ရဲ့ပွဲကိုဒီဇင်ဘာ6ရက်နေ့လို့ရေးသားဖော်ပြထားပါတယ်။ဒါကအရင်ပြောနေကြတိုင်းပဲ American ဆန်တော်ချင်းရဲ့သူတို့ကရေးသားထားတာဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာပြည်သက်တွေကတော့ဒီဇင်ဘာလ9ရက်စတင်ငွေနေနဲ့မနက်အစောပိုင်းမှာကြီးစုအားပေးကြရမှာဖြစ်ပါတယ်ခင်ဗျာ။ ဂျော့ရှွာဗန်ဒီအကောင်းဆုံးအလဲထုတ်နိုင်မှရရှိပြီး UFC Champion ဆိုတဲ့ခွန်ပုံးနဲ့ UFC Champion ခမကြီးနဲ့မြန်မာအလံကိုတွဲကင်နိုင်ပြီးအောင်မြင်မှုများစွာသိမ့်ပိုက်နိုင်ပါစေလို့ကျွန်တော်တို့ channel ကစုမုံကတောင်းပေးပါရခင်ဗျာ fan ရဲ့ပွဲနီးလိုင်းပွဲကြိုသုံးသက်ချက်တွေ fighter မျိုးရဲ့စကားသံတွေကိုထပ်မံတင်ဆက်ပေးသွားအောင်ပါဖြစ်ပါရခင်ဗျာပြည်သက်တွေရဲ့ team စာချက်တွေကိုလည်း comment မှာဆွေးနွေးပေးခဲ့ကြပါအောင်ခင်ဗျာ ဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။နာမည်နေမှာလဲ MMA လောကနဲ့အခစားလောကကနောက်ဆုံးအဆင့်ဝင်စားတဲ့အကောင်းတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ရတဲ့ subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။အားလုံးပဲတာရဲ့ပြရှင်မဲ့ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။